အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခု Real Madrid အသင်းမှာ Vinicius Junior နဲ့ဒါသူ့ရဲ့နီးပြ Javi Alonso ကြားမှာဟိုတနေ့က El Clasico ပွဲပြီးတဲ့ကလုံးဝစကားပြောဆိုခြင်းမရှိဘဲနဲ့လုံးဝကိုဆက်ဆက်ပြိုကွဲသွားပြီလို့ဖော်ပြထားတယ်ဆိုတော့ဖော်ပြထားတဲ့ report ကအခုလက်ရှိအနေထားပေါ့လေဒါ Spain media တွေတော်တော်များများမှာဖော်ပြထားပြီးတော့ Vinicius ကလည်းဘယ်လောက်ထိလဲဆိုရင် သူအေဂျင့်ကတည်းကမင်းတို့ငါ့ကိုမလိုအပ်တော့ဘူးမင်းတို့ငါမပါပဲဖြစ်တယ်ငါ့ကိုမလိုအပ်ဘူးဆိုရင်ငါအသိငါထွက်သွားမယ်ဆိုတဲ့အတီကိုတင်းတင်းပြင်းပြင်းထန်ထန်ပုံပြမှုတွေရှိလာတယ်ဆိုတော့အခုအဓိကတော့ Vinicius နဲ့ပတ်သက်လို့ Javi Alonso လက်ထက်မှာ Vinicius ဟာ Kylian Mbappe လို့ treatment မျိုးအရင်တော့ကမထွက်မှာမရှိမဖြစ်ဆိုတဲ့ treatment မျိုး तू မရတော့ဘူးအဲ့ဒါကို तू တိတ်သဘောမကျဘူးဗျာ तू ဟာ stay Real Madrid ရဲ့ main player အဖြစ်ရောလုံးဝထိလို့မရတဲ့ကစားမအဖြစ် तू ဟာဆက်ရှိချင်တာ ဒါပေမဲ့အဲ့ဒီ treatment တွေအကုန်လုံးပျောက်သွားတယ်အခုဂျူပါလင်ကတော့မှသူတရားပြန်လာတဲ့အချိန်မှာအဲ့လိုပုံစံ state တလေးနည်းနည်းပျောက်ချင်တဲ့အတန်မှာဂျူကသူ့အသူဆွမ်းဆောင်ရေးကောင်းပြထားတယ်တကယ်တမ်းကျတော့ Vinicius Junior နဲ့ပတ်သက်လို့ရှိရင် performance နဲ့ပတ်သက်လို့ကျွန်တော်ဘာမှမပြောသူ့ရဲ့ attitude နဲ့သူ့ရဲ့ action ဟာနီးပြားတိတ်တဘောမကြဘူးသူလူစားလဲတဲ့ပြဿနာဖြစ်နေမယ်ဆိုရင်ဒါမဟုတ်သေးဘူးလေ ဆိုတော့မင်းကမင်းဘလောက်ကောင်းကောင်းငါလူစားလေးလို့အသင်းတွက်အရေးကြီးဆုံးပဲအသင်းဟာအရေးကြီးဆုံးဖြစ်တဲ့အတွက်အသင်းတွက်လူအပ်လို့ရင်တော့ဘသူမဆိုလူစားလေးမှာဖြစ်တယ်လူစားလေးတဲ့အခါတိုင်းမှာဒေါသထွက်တာတို့မချေနှက်တာတို့ဒီလို reaction တွေကိုပြပြီး club ကို disrespect ဖြစ်နေမယ်အခြားအသင်းပေါ်တွေကို disrespect ဖြစ်နေမယ်ဆိုရင်မထွက်ကလက်မခံဘူးဂျာဗီလွန်ဆိုကလည်းလက်မခံဘူးဆိုတော့အခုဟိုတနေ့က Vinicius Junior ကိုလူစားလေးလိုက်တဲ့ပတ်သက်လို့မှာ Vinicius နဲ့ဂျာဗီလွန်ဆိုကြအခုချိန်ထိစကားပြောဆိုခြင်းမရှိဘူး သူ့အေဂျင့်ကလည်း Real Madrid နဲ့သူ့ကိုကြားမှာဒါဘယ်လိုပြောမလဲတင်းပါမှုတွေရှိနေတဲ့အကြောင်းဒီနေ့နေထွက်တယ်အခုလောလောဆီနှစ်ဖက်ဆုံးကြားမှာလည်း contract ကိစ္စကလည်းအဓိက main ဖြစ်နေတာဗောလေ finisher ကဒီလိုဖြစ်ရမှာလည်း contract လည်း sign တယ်ဆိုတော့ तू က Mbappe လို့ salary မျိုးလိုချင်တယ် Madrid ကမပေးဘူး तू ကလည်းမပေးလို့ရှိရင်မထိုးဘူးဆိုပြီးတော့တောင်းထားတယ်အဲတုန်းကမမရရ Real Madrid အသင်းကို Vinicius Junior တောင်းဆိုထားတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ စာချုပ်တစ်ချုပ်ဆိုတဲ့အခါမှာ तू က2020ခုတည်းရှိတယ်ဗျာစာချုပ်တစ်ချုပ်တဲ့အခါမှာသူ့ကိုလက်မှတ်ထိုးကြည့်ယူရို30တောင်းတယ်ဆိုတော့ယူရို30လက်မှတ်ထိုးကြည့်ကိုရမတွက်ကမပေးဘူးဘာလို့မပေးလဲဆိုတော့ तू က under contract ရှိတဲ့အတွက်ကြောင့်လက်မှတ် signing bonus ကိုပေးဖို့အစီအစဉ်မရှိဘူး signing bonus ကသူတို့အလွတ်ပြောင်းရွှေ့ခြင်းဖြစ်တာပဲဖြစ်ဖြစ်လုံးလုံးကြီးကလပ်မှာစာချုပ်တက်တန်းကုန်ဆုံးတဲ့ကစားသမားတွေကိုသာ offer လုပ်လို့ရှိတဲ့အချက်ဒီနေရာမှာ real madrid အသင်းက venice ကိုလာစာနည်းနည်းအနည်းငယ်တိုးပေးနိုင်တဲ့ option ရှိတယ်ဘာကြောင့်လဲဆိုတော့ ရီယာဒီမာဒါဗစ်အာလာဘာထွက်မယ်အာလာဘာကတနစ်ကိုယူရို22တန်းရတယ်ရတယ်ဆိုတာကလည်း तू ကဘိုင်မြူနစ်နဲ့ तू ဖလားသုံးလုံးပူပူနွေးနွေးရပြီးချန်ပီယံသင်းကအလွတ်နဲ့ပြောင်းလာတဲ့အတွက်ကြောင့်အာလာဘာကိုမထွက်ကလာစားအများကြီးပေးထားတော့ဒါဗစ်အာလာဘာထွက်ရင်လာစားတူတာတော့မှန်တယ်ဒါပေမဲ့ဗီနီရှက်ဘက်ကတော့ရှင်းတယ်အခု situation မှာနှစ်ယောက်စလုံးစကားမပြောဘူး အလွန်ဆိုကလည်းစကားမပြောဘူးသူလည်းစကားမပြောဘူးအိုင်းလေးဖြစ်နေပတ်သက်လို့သူ့ကိုနီးပြားကဖဲမဖြစ်ဘူးသူ့ကိုအမြဲတမ်းလဲနေခြင်းနဲ့အပေါ်ကိုသူတော်တော်လေးပောက်ကွဲနေတယ်ဆိုပြီးတော့ဖော်ပြနေတဲ့အချိန်မှာသူကလည်းလဆာမတူပေးရင်လက်မှတ်မထိုးဘူးလက်မှတ်ထိုးတဲ့နောက်ဆက်တွဲမှာဒါလက်မှတ်ထိုးခြင်းတန်း20ကိုတောင်းဆိုတယ်ဆိုတဲ့အချက်ပေါ်လာတဲ့အခါမှာရီယယ်မက်ဒရစ်ကလည်း လာစာကိစ္စအပြင်လက်မှတ်ထိုးချ signing bonus ပါတောင်းတဲ့အတွက်သူတို့ကလည်း no chance ဆိုပြီးတော့ပြောထားတယ်ဆိုတော့အခုလာက contract situation ကလည်း broken ဖြစ်နေတယ် နောက်နီးပြားနဲ့ကစားမကြဆက်ဆံရေးကလည်း broken ဖြစ်နေတယ်လို့ sofroin duro pires ဆိုဘလို့ဆုံးဖြတ်မယ်အခုလောလောဆယ်မှာတော့ vinicius junior နဲ့ javi alonso စကားပြောဆိုမှုလုံးဝမရှိပေနဲ့ဒါဆက်ဆံရေးလုံးဝပြိုကွဲလျက်ရှိကြောင်း spain media တွေမှာဖော်ပြထားတယ်ဆိုတော့ vinicius ကိုသာအောက်မယ်ဆိုရင်တေချာတော့ rodrigo အတွက် chance rodrigo အတွက် chance ရှိမယ်ဒါပေမဲ့ तू vinicius လောက် तू deliver လုပ်နိုင်ပါမလားဒါပေမဲ့အခုလောလောဆယ်နေထားရတော့ vinicius ကသူတောင်းတာကလက်မှတ်ထိုးချီတန်း30နဲ့ အမ်ဘပ်ပေးလို့ဆလာရီမျိုးတောင်းတယ်ရီယယ်မက်ဒရစ်ကအဲ့ဆလာရီလည်းမပေးဘူးလက်မှတ်ထိုးကြည့်လည်းမပေးဘူးဒါပေမဲ့ဖီနီရှက်ကလည်းโอเคအဲ့လိုမျိုးဆိုမင်းကအလိုမရှိရင်ငါထွက်သွားမယ်လက်မှတ်ထိုးဘူးဆိုတဲ့သဘောတရားဆိုတော့မက်ဒရစ်ရဲ့ point of view ကโอเคဒီနေ့ကောင်မှတတ်တမတိုးရင်ဆော်ဒီကိုယူရိုတန်း150နဲ့ရောင်းမယ်ဒါအခုလောလောဆယ်ဖီနီရှက်နဲ့ဂျာဗီအလွန်ဆိုရီယယ်မက်ဒရစ်ဂျာမာဆက်ဆံရေးပြိုကွဲပြီးတော့အဆင်မပြေဖြစ်နေပါလေအားလုံးကျေးဇူးတင်ပါတယ်